ဒီတစ်ခေါက် recording sharing လုပ်ပေးမှာကတော့ပြီးခဲ့တဲ့ material သင်ခန်းစာရဲ့အဆက် inventory control လို့ခေါ်တဲ့ stock control ဖြစ်တယ်။အဲ့ဒီမှာမှအဓိကပြောပြချင်တာက EOQ လို့ခေါ်တဲ့ economics order quantity တွက်ချေကြိုက်တဲ့ အရေအတွက်ပေါ့ဒီမှာတွက်ချေကြိုက်တဲ့အရေအတွက်ကိုရှာတဲ့ formula အဲ method သုံးခုရှိတယ်နံပါတ်1ကတော့ formula နဲ့ရှာမယ်နံပါတ်2က tabulation method နံပါတ်3က graphic ရဲ့ method ဆိုပြီးတော့ method သုံးခုရှိတယ်။အဲ့တော့ formula method နဲ့ EOQ ရှာခြင်းနဲ့ဆိုရင် formula ရ square root of 2 COD by CH ပေါ့အဲ့တော့2ကတော့2ပဲ CO ဆိုတာက cos per order အော်ရာတစ်ကြိမ်မှာတဲ့ကုန်ကြစီဒီဆိုတာကဒမန်တနစ်စာအသုံးပြုမဲ့အရေးအတွက် CH ဆိုတာကတူလောင်စရိတ်ဟိုရင်ကော့စ်ပါယူနစ်ပါ nm လို့ခေါ်တယ်เนาะဒါသူ formula အတိုင်းလေးသွားမယ် နံပါတ်1မက်သက်ဖြစ်တဲ့ tabulation method ကတော့အဓိကအဖြစ် total cost တွက်တဲ့အပိုင်းဖြစ်တယ် total cost တွက်တဲ့နေရာမှာလဲဝယ်ထားတဲ့ purchase cost ဝယ်တဲ့ဈေးကဲမှားတဲ့ ordering cost ကဲတူလောင်ဈေးဖြစ်တဲ့ ဟိုရင်ကော့စ်ကဲ၃ခုပေါင်းလို့အ ਨੇ ဆုံးကုန်တဲ့မီနီမိုက်ကော့စ်ကို EOG လို့သတ်မှတ်မယ်ဒါမှမဟုတ်ရင်လဲ OC လို့ခေါ်တဲ့ ordering cost နဲ့ AC လို့ခေါ်တဲ့ holding cost နှစ်ခုပေါင်းခြင်းအ ਨੇ ဆုံးသို့မဟုတ် ordering cost နဲ့ holding cost အနည်းဆက်ဆုံးတူညီတဲ့နေရာကိုတော့အရေးအတွက်ကိုတော့ EOG လို့ခေါ်ရဲပေါ့အဲ့ဒီနေရာမှာ ပါချေးစင်ကော့စ်ဝယ်တဲ့ဇယိတ်ကိုလိုချင်ရင်တော့ဒမန်လို့ခေါ်တဲ့ annual usage နဲ့ price နဲ့မြောက်မယ် ordering cost ကိုလိုချင်တယ်ဆိုရင်တော့ number of order နဲ့ order တစ်ချိန်မှာတဲ့ကုန်ကြစည် cost per order နဲ့မြောက်မယ်အဲ့နေရာမှာ number of order မပေးထားရင် demand ကိုဒီ order quantity လို့ခေါ်တဲ့ order တစ်ချိန်မှာတဲ့အရေးအတွက်နဲ့စား နောက်တစ်ခုက holding cost လိုချင်ရင် average inventory လို့ခေါ်တဲ့ average inventory level နဲ့ holding cost per unit နဲ့မြောက်ဒါဆိုရင်ဒီ cost 3မျိုးသို့မဟုတ် cost 2မျိုးကိုရှာနိုင်ရင် EOQ တွက်လို့ရမယ် နောက်ဆုံးနံပါတ်3ကကြတော့ graphical method နဲ့ EOG ရှာမယ်အဲ့တော့ပုံဝင်ရ downline မြင်ရတော့ပုံမှန်အတိုင်း cost ပတ်စံဖြစ်မယ် horizontal line ကတော့ level လို့ခေါ်တဲ့အရေးအတွက်ဖြစ်မယ် original map က0အဲ့တော့ဒီ original line သည် from left to right ဘယ်ကနေညာကိုသွားရင်မြားလာမယ် vertical line down line ကလည်းအပေါ်ထောင်တက်သွားလေမြားလာလေပဲအဲ့တော့ပထမအဦးဆုံးအဆင့် line တစ် line ဆွဲပြမယ်အဲ့တော့အနီရောင် line လေးနဲ့ပြထားတယ်အဲ့တော့အနီရောင် line လေးက from left to right ဘယ်ရနေညာကို downward sloping ဖြစ်သွားတယ်အဲတော့သူ့ကို downward sloping ဖြစ်တဲ့သဘောကအရေးအတွက်များလာလေကုန်ကြစီတက်တာလေနော်အဲတော့တကြိမ်မာတဲ့အရေးအတွက်များလာလေကုန်ကြစီတက်တာလေအဲ့ဒါကဘာလဲလို့ပြောရင် ordering cost order တကြိမ်မာလို့အရေးအတွက်များများမာရင်ကုန်ကြစီတက်တာလေအဲ့တော့နောက်တစ်ခုအပြောင်းလိုင်းလေးနဲ့တစ်ခုကြည့်ပြပါ ူကတော့ from left to right ပေရနေညာကို upward slope ပင်ထောင်တက်သွားတယ် upward slope သွားတယ်ဆိုတော့အရေးအတွက်နည်းရင် cost လည်းနည်းနည်းပဲကုန်မယ်အကယ်၍အရေးအတွက်များရင်တော့ ုံကြစီလည်းများမယ်။အော်တစ်ချိန်မာတဲ့အခါမှာရေတွက်များများမာရင်ကုံကြစီများမယ်။တစ်ချိန်မာလို့ရေတွက်နည်းနည်းမာရင်ကုံကြစီနည်းမယ်။အဲ့ဒါဘာလဲဆိုတော့တူလောင်စီရိတ်။ဒါကြောင့်မလို့ CH ပေါ့။ဒါဆိုတို့ဒါလေးမှတ်မိပြီဆိုအဲ့ဒီနှစ်ခုစုံတဲ့ point ကို EO2 point လို့ခေါ်တယ်။အဲ့ဒီ out တဲ့မှာရှိတဲ့အရေးအတွက်ကိုတော့ economic order quantity လို့ခေါ်တယ်။အာနောက်ဗီဒီယိုလေးတွေမှာလည်းဆက်ပြီးတော့ sharing look with လုပ်ပေးသွားမှာမို့လို့ subscribe like sharing လေးလုပ်ထားပေးပါဦး